မင်္ဂလာပါရှင် Tomorrow ရဲ့ News and IT မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆေယုချိုရင်အမိန်ကြောင့်ဖီယိုဖီးဖြစ်ခဲ့တဲ့တောင်ကိုရီးယားကိုရေကောက်ပွဲအတွင်းနဲ့ကုစားနိုင်မလား။တောင်ကိုရီးယားရေကောက်ပွဲရဲ့မဲဆွဲပွဲအတွင်းထူခြားချက်ကတော့အတိုက်ခံကုစလေလောင်အီဂျီမြောင်ကကြီးကားအင်းချီဝဲပြီးမဲဆွဲစီယုံနေတဲ့ပုံရိပ်ဖြစ်ပါတယ်။သိမ့်မကြတဲ့ခင်ကလောက်ခဲ့တဲ့လူထုစုဝေးပွဲမှာဆိုရင်သူဟာအနီကက်ကွေရန်တော့အရာရှိတွေရဲ့လုံခြုံရေးကိုယူပြီးမိန်ခွန်းပြောင်းမဲ့ဆင်မြန်မော်ကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကိုရန်တော်ရဲ့လက်ထက်မှာလဲအချိန်မရရောက်လာနိုင်တဲ့ကြည်နဲ့အခြားသောပောက်ွဲစီတဲ့ပစ္စည်းတွေကိုကာကွယ်နိုင်ရင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေပါတဲ့လက်ဆွဲအိတ်တွေကိုခိုင်းဆောင်ထားပါတယ်။အဲ့နောက်မှာတော့အီဂျီမြောင်ကဂျီကာမန်တွေနဲ့အကာအကွယ်ပေးထားတဲ့စင်မြင်ပေါ်မှာလူထုကိုမိန်ခွန်းပြောပါတယ်။သူမိန်ခွန်းပြောတဲ့စင်မြင်ရဲ့အပေါ်ဘက်မှာလဲအထူးလုံချုံရဲ့အဖွဲ့တွေကနေရာယူထားပြီးအကာအကွယ်ပေးထားပါတယ်။တကယ်တော့ဒီပုံစံဟာတောင်ကိုရီးယားရဲ့နိုင်ငံရေးမှာမြင်ရုံမြင်ကြတော့မဟုတ်ပါဘူး။ ။ဒါပေမဲ့လည်းတောင်ကိုရီးယားဂျုံခေရတဲ့နိုင်ငံရေးဖီယိုဖီရဲ့အခင်းချင်းကလည်းသူကိုယ်တိုင်မကြုံတွေ့ခဲ့ဖူးတဲ့အခြေအနေမျိုးပါ။ဆီယနာသိမ်းမှုတစ်ခုအဖြစ်စီးဝါရိုက်လှုပ်ရှားမှုတမနာယွန်ဆိုယိုစူးစားခဲ့တယ်လို့ဆွဆွဲခန့်ထားရတဲ့ပြီးခဲ့တဲ့2024ဒီဇင်ဘာလကဆီယိုချိုရီအမေရဲ့ကတောင်ကနင်းဖြစ်မှုကနေပြန်လည်နလန်ထူနိုင်ဖို့တောင်ကိုရီးယားစူးစားနေရဆဲပါနိုင်ငံသမားတွေနဲ့ပြည်သူလူထုရဲ့ခုခံမှုတွေကြောင့်တမနာယွန်ဆိုယိုရဲ့ လောက်ဆောင်မှုမအောင်မြင်ခဲ့ပါဘူး။နောက်ပိုင်းမှာသူကိုဆွဆဲပြစ်တင်ခဲ့သလိုလျှက်တပြက်ရွေးကောက်ပွဲကနေသူနေရာကိုဆက်ခံမဲ့သူကိုရွေးချယ်ခဲ့ပါရီ။ဒါမှမဟုတ်လည်းရွံ့ရဲ့အိမ်ညာကဆေအချိုရေးကျင်ညာရဲ့လို့ရဲ့အရှိန်ကတော့အတော်မသက်သေးပါဘူး။သမရမရှိတဲ့အချိန်မှာအကွဲပြဲတွေပုံများလာသလိုနိုင်ငံကြီးကလည်းလှိုင်းကြီးလေထန်လာပါရဲ့ အခုနဲ့အစောပိုင်းကလမ်းမောထက်ဆန္ဒပြပွဲတွေမှာဆိုရင်နိုင်ငံကောင်းဆောင်တွေကိုကွံ့မြတ်ဖို့ဆိုတဲ့အထိကြေကျော်တန်းတွေညံခဲ့ပါတယ်ဒီမိုကရက်တစ်ပါတီကဤချင်းမြောင်ဟာသမရလောင်းဖြစ်လုံးမယ်လို့ပြောတဲ့အချိန်ကလေးကဆလုံးတက်ဖြတ်ခင်ရမယ်ဆိုတဲ့ချင်းချောက်မှုတွေကိုရရှိခဲ့ပါတယ်ယုတ်တီရှိရှိအကွက်ချလှုပ်ချမ်းတက်ဖြတ်ဖို့အထိထုတ်ဖော်ချင်းချောက်ပြောဆိုမှုတွေရှိခဲ့ကြတယ်လို့ဤရဲ့မဲဆွဲဖွဲ့ကပြောပါတယ် အခုရေကောက်ပွဲဟာတောင်ကိုရီးယားကိုပိုမိုလုံခြုံအီချန်းစီတဲ့ခင်ကျင်းစီကိုပြန်ပြီးခေါ်ဆောင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ဗျံပဒါဖြစ်ခဲ့တဲ့နိုင်ငံရေးအခြေအနေကိုကုစားဖို့ရတခုတည်းသောထပ်ပေါလဲဖြစ်ပါတယ်။သမ္မတယွန်းရဲ့အနိုင်ပိုင်းအနာသိမှုစူးစမ်းခဲ့တဲ့ဖြစ်စဉ်ကြောင့်အနာရပါတီဟာအဆိုမြင်ခံခဲ့ရပြီးအခက်အခဲတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။သမ္မတယွန်းရဲ့ Conservative ပြည်သူ့ဆန်အာပါတီ PPP ဟာသမရနဲ့ဆက်ဆံရေးဖြတ်တောင်းရမယ့်အစားရွံ့တဲ့သူရဲ့လိုရဲ့တွေကိုထက်ခါတလဲလဲကာကွယ်ပေးမယ့်ကိုယ်စားလှယ်လောင်းကိုရွေးချယ်ခဲ့ပါတယ်။သူကရုပ်ဆရာလက်ထက်ကအလို့သမဝင်ကြီးဖြစ်တဲ့ Conservative PPP ပါတီကကင်မွန်စုဖြစ်ပါတယ်။သူကရွံ့ရဲ့ဆဲအုပ်ချုပ်ရေးကြီးညာခင်မွန်းနဲ့ပတ်သက်လို့လွှတ်တော်ထဲမှာကြားနာနေရတဲ့အချိန်တွင် မတ်တရရဲ့တောင်းပြန်ဖို့ညင်ပဲ့ခဲ့တဲ့တူတီသောအစိုးရအဖွဲ့ဝင်ဖြစ်ပါတယ်။ ယွန်းရဲ့လူထုခောက်ခံမှုမှာသူအနိုင်ရရှိခဲ့ပြီးရဲ့နောက်ဝမ်နေဖာရီဆွဲစကလုံးတစ်လုံးကိုသာသူ့ရဲ့မဲဆွဲစီယုံရေးမှာပြောဆိုခဲ့ပါရီအခုရေကောက်ပွဲဟာအစိုးချုပ်ရေးကြီးညာခဲ့မှုနဲ့ပတ်သက်ပြီးလူထုရဲ့အမြင်ကောက်ခံမှုတက်တက်ဆိုတာထက်မပိုပါဘူးလူထုအများစုရဲ့တခဲနဲ့ထောက်ခံအားပေးမှုကြောင့်စိုးချုပ်ရေးကြီးညာတဲ့ညာကပါလီမန်တိုင်းပေါ်တက်ပြီးဓာတ်ရိုက်ထွန်းလင်းပြသခဲ့သူအဖြစ်ထင်ရှားခဲ့တဲ့ဤကြီးမြောင်ရင်နိုင်ငံလန်ချောင်းကလည်းပိုပြီးခီပောက်ခဲ့ပါရီ အခုတော့ Democratic Party ရဲ့နိုင်ငံသမားသူကအဲ့လိုဆေးဥချုပ်ရေးအမိန့်လွယ်လွယ်မလုံးနိုင်အောင်တရားစီမံကိုစလဲလောင်းလို့မျိုးသူကသူပုံဖော်ထားပါတယ်အနာဂတ်သမရာရီနေနဲ့ဆေးဥချုပ်ရေးကိုလွယ်လွယ်ကြီးညာလို့မရအောင်ဖွဲ့စည်းပုံအခြေခံပဋိကိုပြောင်းလဲမယ်လို့သူကမလုံးပေးပြောထားပါတယ်ပကံအင်အားစုတွေပြင်လာတာမျိုးကိုကျွန်တော်တို့ကာကွယ်ရပါမယ်လို့လူထုစုဝေးပွဲတွင်ဂျီကာမန်နောက်ကနေမဲဆန္ဒရှင်တွေကိုတိုက်တွန်းဟောပြောလိုက်ပါတယ် အရီဂတီကနိုင်ငံရေးနယ်ပယ်တဝန်းကလူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဤကိုအရင်ကမကြိုက်ခဲ့ဘူး။ဒါပေမဲ့ဆေလ်ချိုရဲ့အမေကစာကလေးကသူ့ကိုယုံကြည်ခဲ့တယ်။ပြီးတော့သူ့အပေါ်မိခိုလာရင်လို့ပထမဆုံးအချင်းနိုင်ငံရေးနယ်ပတ်သက်တဲ့ပွဲမျိုးကိုတရားခဲ့သူ အသက်59နှစ်ရွယ်မစ္စတာပက်ဇူချန်ကပြောပါရယ်အသက်50ရွယ်အခြားနိုင်ငံရေးပါတီငယ်တစ်ခုရဲ့ပါတီဝင်အမျိုးသားတူကလည်းအခုရေကောက်ပွဲတစ်ချိန်မှာတော့ဤချိန်များကိုထောက်ခံဖို့ဆုံးဖြတ်ထားပါရယ် သူကရွံ့ရဲ့ဆေအချိုရဲ့အမင်းထုတ် တောင်းချမ်းမှုကိုအဆုံးသတ်နိုင်တဲ့တူတီသောပုဂ္ဂိုလ်ပါကျွန်တော်တို့ရဲ့ဒီမိုကရေစီကိုဖျက်ဆီးခဲ့တဲ့သူတွေကိုရပ်တန့်ဖို့လိုအပ်ပါတယ်လို့သူကပြောပါတယ်လက်တလောစစ်တမ်းတွေရဤဟာသူ့ရဲ့ပြိုင်ဘက်ကင်းထက်စေမတ်အသားနဲ့ဥစားနေပေမယ့်အမြဲတမ်းဥစားနေရမှာရှိနေခဲ့တာကတော့မဟုတ်ပါဘူးအခုချိန်မှာသမရရေကပွဲကိုဒုတိယကျင်းသူဝင်းပြိုင်နာဖြစ်ပြီးယုံကိုလွန်ခဲ့တဲ့၃နှစ်တုန်းကရှုံးနေခဲ့ပါတယ် ဤကြိမ်များကသဘောထားကွဲလဲမှုပြင်းထန်တဲ့သဘောထားရှိသူတူဖြစ်ပြီးသူမှာတရားရုံးအမှုပါများစွာဖြင့်နိုင်ငံရေးမကောင်တဲ့တွင်နေနဲ့ပတ်သက်နေသူဖြစ်ပါရယ်တကယ်တော့သူကိုမယုံကြည်သူတွေနဲ့မနစ်သက်သူတွေတောင်အများပြားရှိနေပါရယ်ခင်ကတော့ဒါကိုသုံးချပြီးသူ့နာမည်ကိုတိဆောက်ပါရယ်တရားမျှတသောကိုယ်စလဲလောင်းလို့သူကိုသူပုံဖော်ညွှန်ပါရယ်သူကိုထောက်ခံသူတွေကလည်းသူ့ရဲ့မူဝါဒကိုစိုက်နှစ်သက်တယ်လို့ဆိုရတဲ့ဤကြိမ်များကိုမထောက်ခံတာကြောင့်ဖြစ်ပါရယ်ကိမ်ကိုမကြိုက်ဘူ ။ဒါပေမဲ့အခုခါမှာတော့တကယ်စစ်မှန်တဲ့ရွေးချယ်စရာမရှိဘူး။အခြားကုစရေလောင်းတွေကလည်းတသနာတွေအများကြီးနေလို့သူကမဲပေးဖို့ပြင်ထားတဲ့တက်ကြီးရွယ်အိုးတူကပြောပါရယ်။ပုံမှန်မဟုတ်တဲ့နိုင်ငံလမ်းကြောင်းမျိုးကိုခင်ကပုံဖော်ပြခဲ့ပါရယ်။သူចောင်းသားဘွားတော်ကလူသမားရဲ့အခွင့်အရေးအတွက်စီယုံလုံးစော်ခဲကအဲ့ဒီအတွက်ညံပန်းနေဆက်ခင်ရပြီးတောင်ကိုရီးယားလက်ရာသိမ်းအာနာရှင်လက်အောက်မှာ1980ခုနှစ်တွေအတွင်းထောင်ချခံခဲ့ရပေမဲ့ သူကိုယ်တိုင်ကလက်ရာကိုတိတိတတရင်ခဲ့သူဖြစ်ပါတယ်။ပါတီရဲ့အောက်ခြေစင်ကနေသူရွေးချယ်ခံရပြီးအဲ့လိုအများအစုသောလူတွေဟာယွန်းကိုဆက်လက်သစ္စာဆောင်တည်နေကြပါတယ်။ပါတီဦးဆောင်သူတွေအနေနဲ့သူဟာပါတီအတွက်တကယ်အကောင်ဆုံးရွေးချယ်မှုမဟုတ်ဘူးဆိုတာကိုသိခဲ့ပါတယ်။ဒါကြောင့်လဲနောက်ဆုံးချိန်ထိရင်နေရာမှာပိုပြီးအဆုံးမရဘူး။အတွေ့အကြုံရှိနိုင်ငံသမားနဲ့ပြည်နေရာချဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ပြဿနာတွေက ပါတီပြိုကွဲတာနဲ့အာနေရာမျိုးပဲကြံခဲ့ပါတယ်။ပါတီတွင် မဲပေးမှုတွေနဲ့လူရွေးချယ်မှုတွေမှာလည်းခိုင်းကနတွေကွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Kim ကိုပဲ ပါတီအတွက်ရွေးချယ်ခံခဲ့ရပါတယ်။ကျွန်တော်တို့ကပြဿနာတွေထဲဇွန်ဝင်နေပြီးသားပဲလို့ပါတီတစ်ခုရဲ့အတွင်းလူတအူးကပြောပါတယ်။တကယ်ကိုစိတ်မချမ်းမြေစရာပါပဲ။ ်ခင်ငိုရွေးတာကအခုရေကားပွဲတွင်ကွန်ဆာဗေးတစ်ပါတီအတွက်အကြီးမားဆုံးအမကိုလှုပ်လိုက်တာပြီးတော့အရာကိုလည်းသူတို့တည်တယ်သူတို့ရဲ့ဆုံးဖြတ်ချက်အတွက်တာဝန်ခံမှုကိုစုပ်ကန်ထားရလိမ့်မယ်လို့ဆိုအခြေဆိုင်တဲ့နေသူတည်တနာဝန်ဆောင်မှုကိုရီးယားပရိုဂျင်အမှုဆောင်ဒါရိုက်တာဂျောင်မင်းခင်က ပြောပါတယ်ဤဟာအလေလက်နိုင်ငံရေးအတွေးခေါ်ရှိသူတွေရဲ့မဲများပြားသိမ်းယူနိုင်တဲ့ခွင့်ရေးကိုရရှိခဲ့ပါတယ်တကယ်ကိုကွန်ဆာဗေးတစ်ဖြစ်တဲ့သူရဲ့ လက်ဝဲရင်ပါတီကပြစ်တင်ဝေဖန်ရင်နောက်မှသူကသူရဲ့နိုင်ငံယူဆကိုလက်ရကိုရင်ခဲ့ပါတယ်။သူရဲ့နိုင်ငံကိုတိတ်ခါဟာလက်ဝဲရင်အဖြစ်ခိုင်မာယုံကြည်ထားသူဖြစ်ပေမယ့်စိုးမျိုးအပြင်ဘက်သူရဲ့ကွက်မှာကြီးပြင်းလာပြီးကြောင်တရားမဲအစာစယုံတွေမှာအလုံးလုံးကိုင်းခဲ့တဲ့သူကအရင်ကဆိုရင်အမေရိကန်လွတ်တော်မှန်ပါနီစန်တာကိုဥပမာထားပြောဆိုခဲ့သူဖြစ်ပါတယ်။သူရင်ထားခဲ့တဲ့ကတိဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာအခြေခံဝင်ငွေလာစာမိဆက်မှုလည်းမရှိတော့ပါဘူး ခုချိန်မှာတော့သူအနေနဲ့တောင်ကိုရီးယားမှာအားကောင်းတဲ့ပူပေါင်းဆောင်ရွက်မှု corporate စီးပွားရေးလုပ်ငန်းဖြစ်အောင်ကြိုးစားနေပါတယ်။သူအနေနဲ့ကတော့ conservative အယောင်အနေအောင်ကို သူ့ကိုယ်ပိုင်အယောင်ပြအမှတ်တစိုက်ထဲမှာတရားဝင် ပေါင်းစည်းထားပြီးသူ့ရဲ့တရားဝင်မဲဆွဲစည်းရုံးရေးလမ်းကြောင်းမှာအနေအောင်ကိုဝတ်ဆင်ပြီးအပြာရောင်ကိုတော့ကုညီလှူဆောင်ပေးသူတွေကိုဝတ်ဆင်ကလှူဆောင်ပါတယ်။သူရဲ့နိုင်ငံဆိုင်မှုအရာကိုလည်းပြန်လည်ပြောင်းလဲခဲ့ပါတယ်။ထုံစံအတိုင်းသူ့ရဲ့ Democratic Party ကတော့ American နဲ့တူ ိုရီးယားရဲ့လုံခြုံရေးတရုတ်မြောက်ကိုရီးယားတို့နဲ့လည်းအလေးပေးဆက်ဆံရေးကိုသတိရှိစေလိုတာပါဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသပြပါစီအားလုံးပဲကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်